အသက်၃နှစ်မပြည့်သေးခင်မှာပဲလေမောင်းတင်တန်းချောင်းကိုတက်ရောက်ခွင့်ရရှိသွားခဲ့တဲ့ကလေးငယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဘာမှ H3 လုံးချန်တွေကနေပြန်လေကြိုဆိုပါရစ်မကလာယာပြည်နယ်ရှီလောင်မြို့ရဲ့တိန်တောင်တန်းတွေပေါ်ကဂျူမေနစ်ချယ်ရီယန်ဆိုတဲ့၃နှစ်တောင်မပြည့်သေးတဲ့ကလေးငယ်လေးကကဘာတွန်းကိုအံ့ဩမင်သက်စေခဲ့ပါရစ်အတန်းနှစ်နှစ်ဆယ်လားနဲ့နှစ်ရက်အရွယ်မှာဂျူကဂျိုပညာနဲ့ဆက်ကြဝလာအကြောင်းမေဂွန်86ခုကို14မိနစ်43စက္ကန့်အတွင်းဖြည့်ဆိုနိုင်ခဲ့ပြီးအိန္ဒြိယစံချိန်စာအုပ်2025မှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီလိုစောင်းဆောင်ရေးကလူကြီးတွေအတွက်တောင်မလွယ်ကူတဲ့အရာပါကျုပ်ရဲ့နေအဖွဲ့စည်းနဲ့စကြဝဠာပေါ်စိတ်ဝင်စားမှုကသူ့ရဲ့ခရီးလမ်းကိုပိုလှပစေပါတယ်ဒီကလေးလေးကသူ့အရွယ်ကလေးတွေရိုးရှင်းတဲ့စကားလုံးတွေနဲ့ဝါကြတွေတင်နေချိန်မှာဂျိုရီဂျယ်ရီဂလက်ဆီတွေအကြောင်းကိုရှင်းလင်းပြသစွာပြောနိုင်ခဲ့ပါတယ်နောက်25ခုနှစ်ဧပြီလ1ရက်နေ့မှာကျုပ်က Air Force School အပါရှီလောင်မှာကျောင်းသားတအုပ်ဖြစ်စာသင်ခန်းတွေကိုစတင်ဝင်ရောက်တော့မှာပါ ဒါပေမဲ့အเจ้าမစားခင်ကလေးကသူကနိုင်ငံရေးစိတ်သက်ခွန်အားဖြစ်လာပြီးပါရမီယာအသက်အရွယ်နဲ့မဆိုင်ပဲဇယားထက်သန်မှုအာယုံဆိုင်မှုနဲ့တိလိုစိတ်ပေါ်မှာမူတည်တဲ့ဆိုရာကိုမိဘတွေနဲ့ကလေးတွေကိုတတိပေးနှိုးဆော်နေပါတယ်။ဂျူမန်နီချယ်ရီယန်က2022ခုနှစ်မလ26ရက်နေ့မှာမွေးဖွားခဲ့တဲ့ကလေးငယ်လေးပါ။ဂျူကသူ့မိဘတွေနဲ့အတူရှီလောင်မြို့ရဲ့ဒိန်တောင်တန်းတွေပေါ်မှာနေထိုင်ကြပါတယ်။ရှီလောင်ရဲ့သဘာဝအလားတရားနဲ့ငြိမ်သက်တဲ့ပတ်ဝန်းကျင်ကဂျူရဲ့စိတ်ကူးဉဏ်ကိုပုံမဖွင့်ဟပေးခဲ့တယ်လို့ဆိုရပါတယ်။ ဂျိုးရဲ့မိဘတွေကသူ့ကိုငငယ်ကလေးကစာအုပ်တွေပုံစံတွေဂျိုးပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဂျိုးရဲ့စိတ်ဝင်စားမှုက သူ့တဘာဝအတိုင်းဖြစ်ပေါ်လာခဲ့တာပါ။သူ့အရွယ်ကလေးတွေအယောက်ကစားနေချိန်မှာဂျုပ်ကဂျိုးရဲ့အကြောင်းစာအုပ်တွေဖတ်ပြီးဂျယ်ရီဂလက်ဆီတွေအကြောင်းကိုသိချင်စိမ့်နဲ့မေးခွန်းတွေမေးနေတတ်ပါတယ်။သူ့မိဘတွေကဂျုတ်ကိုဖိအားမပေးဘဲသူ့ရဲ့တင်ယူလိုစိတ်ကိုပျော်ရွှင်စွာဖြည့်ဆည်းပေးခဲ့ပါတယ်။ဒီလိုပံ့ပိုးမှုတွေအကြောင်းဂျိုးကသူ့ရဲ့အသက်အရွယ်နဲ့မလိုက်ဖက်တဲ့စွမ်းရည်တွေကိုပြသလာနိုင်ခဲ့ပါတယ်။ သူရဲ့စွမ်းဆောင်ရည်ကကလေးတွေနဲ့မိဘတွေအတွက်အ திக သတင်းစကားတစ်ခုကိုပေးနေပါတယ်။အလားကတော့ပါရမီဟာအသက်အရွယ်နဲ့မဆိုင်ဘူးဆိုတာပါ။သူရဲ့စိတ်ဝင်စားမှုနဲ့သိလို့စိတ်ကသူ့ကိုဒီလိုထူးချွန်မှုစီပို့ဆောင်ပေးခဲ့ပါတယ်။ကလေးတွေကိုသူတို့စိတ်ဝင်စားတဲ့နေပယ်မှာလောလတ်စွာတင်ယူခွင့်ပေးရင်အံပွဲရလက်တွေရရှိနိုင်တယ်ဆိုတာသူကသက်သေပြခဲ့ပါတယ်။သူရဲ့မိဘတွေကသူရဲ့စိတ်ဝင်စားမှုကိုအားပေးပြီးတင်ယူဖို့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ဒါကကလေးတွေရဲ့အလားအလာကိုဖော်ထုတ်ဖို့မိဘတွေရဲ့အခန့်ကဏ္ဍကဘလောက်အရေးကြီးလဲဆိုတာကိုပြသပါတယ်။ ကျူးရဲ့ဇလန်ကကလေးတွေကိုငယ်ပယ်စဉ်ကတည်းကသိပ္ပံပညာနဲ့စကြဝဠာအကြောင်းစိတ်ဝင်စားလာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ဒီလိုစမ်းဆောင်ရည်တွေကကလေးတွေကို STEM လို့အတိုကောက်ခေါ်တဲ့ Science, Technology, Engineering နဲ့ Mathematics level တွေမှာစိတ်ဝင်စားလာအောင်အားပေးနိုင်ပါတယ်။ကျူးရဲ့အောင်မြင်မှုကရှေးလောင်မြို့ရဲ့ဒေသခံအတိုင်းဝိုင်းအတွက်ဂုဏ်ယူစရာဖြစ်လာခဲ့ပါတယ်။ဒါကအန်ဒရီယာရှေးမြောက်ပိုင်းရဲ့အလားအလာကိုပြသပြီးဒေသခံကလေးတွေကိုအိမ်မက်ကြီးကြီးမက်ဖို့လှုံ့ဆော်ပေးနေတယ်လို့ပြောရမှာပါ။ ကျုပ်က2025ခုနှစ်ဧပြီလ10ရက်နေ့မှာ Air Force ကို Apache ရှီလောင်မှာကျောင်းသားတူအဖြစ်စာသင်ခန်းတွေကိုစတင်ဝင်ရောက်တော့မှာပါ။ဒါအတူရဲ့ပညာရေးခရီးရဲ့အခန်းအသစ်တစ်ခုပါပဲ။ဒါပေမဲ့ကျုပ်ရဲ့စွမ်းရည်ကသူ့ကိုကျောင်းသားတူထက်ပိုပြီးထူးခြားတဲ့သူတစ်ယောက်ဖြစ်ပြသနေပြီးသားပါ။သူရဲ့ဂျိုပညာအကြောင်းစိတ်ဝင်စားမှုနဲ့တင်ယူလို့စိတ်ကသူ့ကိုအနာဂတ်မှာပုံမကြီးမားတဲ့အောင်မြင်မှုတွေစီပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ ကျူရဲ့ကျူပညာပေါ်စိတ်ဝင်စားမှုကသူကိုအနာဂတ်မှာနက္ခတပညာရှင်ဒါမှမဟုတ်သိပ္ပံပညာရှင်တဦးဖြစ်လာဖို့အလားအလာရှိစေပါတယ်။သူ့ရဲ့စွမ်းရည်တွေကိုဆက်လက်မြင့်တင်နိုင်ဖို့ကမ္ဘာအဆင့်မီသိပ္ပံပညာရှင်တဦးဖြစ်လာနိုင်ပါတယ်။ကျူလိုပါရမီရှင်ကလေးတွေကိုအစိုးရနဲ့ပညာရေးအဖွဲ့အစည်းတွေကထောက်ပံ့မှုတွေပေးတင်ပါတယ်။ဥပမာပညာသင်စုတွေအထူးသင်တန်းတွေသိပ္ပံစကန်တွေစီစဉ်ပေးတာမျိုးတွေကဒီလိုကလေးတွေရဲ့အလားအလာကိုပုံမဖော်ထုတ်ပေးနိုင်ပါဘူး။အဆုံးလေးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။